ဒီကနေ့ခေတ်တော့ပဋ္ဌာန်းကရွတ်ဖို့လောက်ပဲဖြစ်နေတယ်နော်ရွတ်ဖို့လောက်ပဲဖြစ်နေအဲ့တော့မြတ်စွာဘုရားကဟောကြားလို့ရင်ကအကြောင်းနဲ့အကျိုးနှစ်ခုပြောတယ်အဲ့ဒီမှာအနုလောမပရိစ္ဆသဘောပတ်မှာအလုံးသိတဲ့အတိုင်းအဝိဇ္ဇာပိစယသင်္ခါရသင်္ခါရပိစယဝိညာဏနဲ့ဆိုပြီးအကြောင်းနဲ့အကျိုးတွေပြောသွားကြတာအကြောင်းက17မျိုးအကျိုးက17မျိုး အကြောင်း12မျိုးဆိုတာအဝိဇ္ဇာကစပြီးရေးကြည့်လိုက်အဝိဇ္ဇာသင်္ခါရဝိညာဏနာမရူပသလယရဏဖတ်တာဝေဒနာသိညာဖတ်တာဝေဒနာတဏဥပါဒံကမ္မဘဝဇာတိလို့12မျိုးကအကြောင်းတရားအကျိုးကလည်း12မျိုးပဲအကျိုးကြပဲအစရေးတော့ဆိုလို့ရှိရင် သင်္ခါရဝိညာဏနာမရူပသလယရဏဖသဝေဒနာတဏဥပါဒဘဝစရစာတိစရမရဏလို့ပြောတယ်နော်အဲ့ထဲမှာအလုံးကအကြောင်းက7မျိုးအကျိုးက7မျိုးအကြောင်း7မျိုးကြောင့်အကျိုး7မျိုး ဖြစ်တယ်လို့ဆိုတာဘာကူမြတ်စွာဘုရားကရှင်းလို့ရင်းလို့ဆိုတာ ဒီကောလေးမှာအေဝမေတ္တတကေယောလတဒုက္ခခဏတနိရောဓဟောတိဖြစ်နေသမျှတွေဟာဒုက္ခတွေဖြစ်နေဒုက္ခတွေပဲဒုက္ခအစုအဲ့ဒီဒုက္ခအစုဟာအခုပြောတဲ့အဝိဇ္ဇာစတဲ့အကြောင်းတရားတွေကြောင့်ဖြစ်နေတာလို့ဖရာသခင်ဖန်ဆင်းလို့ဆိုတာမဟုတ်ဘူးအကြောင်းမဲ့ဖြစ်လာတယ်ဆိုတာလည်းမဟုတ်ဘူးအတိတ်ကလောက်ခဲ့လို့ဖြစ်တယ်ဆိုတာလည်းမဟုတ်ဘူး အကြောင်းမဲ့တက်တက်ဖြစ်ချင်လို့ဖြစ်တယ်ဆိုတာလည်းမဟုတ်ဘူးလို့ဆိုရဲအသိဉာဏ်ကိုပေးတာပြိဿသမုပ္ပါဒ်နော်ပြိဿသမုပ္ပါဒ်အဲ့တော့တရားနာတဲ့အခါမှာဇလန်းလေးကြီးလည်းမနာနဲ့အောင်ခန္ဓာကိုယ်ထဲမှာအသိဉာဏ်ရအောင်ကုသနာမှာဘာတွေဖြစ်နေတယ်ဆိုတာရှင်းရှင်းလေးသိအောင် ပရိသတ်သောပဋိသနာကဘာကိုပြောတာလဲဆိုရင်ဒုက္ခနဲ့သမုဒိယကိုချဲ့ပြောတယ်လို့သူတို့မှတ်နော်ဒါဖြင့်ဒုဒတွေလောကကြီးမှာပါရရတာတော့ဆိုဒုက္ခပဲရတယ်ဘသူကြောင့်ရတာတော့ဆိုသမုဒိယကြောင့်ဒါဖြင့်အဲ့ဒီဒုက္ခတွေကဘာတွေလုံးသမုဒိယကဘာတွေလုံးဆိုရင်ဟောပရိသတ်သောပဋိပြောလို့ရတယ်ကဲအဲ့ဒါလေးကို ရှင်းရှင်းလေးနားလည်အောင်အရက်သုံးစကားလေးနဲ့ပြောကြအောင်ပရိသတ်သမုပ္ပတ်ဆိုတာတန်မြာကိုရှင်းပြတာဖြစ်တယ်တန်မြာကိုရှင်းပြတာဟာဘဝတစ်ခုကိုဘသူတွေကဖန်တီးနေလဲဘာတွေကဖန်တီးတုံဆိုရင်ကိရိတာနဲ့ကံဟာဖန်တီးတယ်ကိရိတာနဲ့ကံဒီပေါင်းဆက်ပြီးတော့အကျိုးတရားကိုထုတ်လို့တယ် ပမာတရေပင်ကိုဘသူဖန်တီးတာလဲတရေစိတ်ကဖန်တီးတယ်နော်လက်တွေ့ချိလိုက်တရေစိတ်ကနေဖြစ်တယ်ဒါဖြင့်တရေစိတ်ကဘသူနဲ့ပူပေါင်းပြီးတော့တရေပင်ဖြစ်အောင်လုပ်တော့ဆိုမြေနဲ့ရေနဲ့ပေါင်းပြီးလုပ်တာတရေစိတ်ကြီးလည်းမဖြစ်ဘူးမြေရေကြီးလည်းမဖြစ်ဘူးဟုတ်လားအဲ့တော့တရေစိတ်လေးရေမြေရေရေပေါင်းလိုက်တဲ့အခါကျတော့တရေပင်ကြီးပေါင်းတာ အဲ့ဒါလိုပဲဘုန်းကြီးတို့တွေဘဝဆိုတာဘသူကထုတ်လုပ်တာလဲဆိုကံနဲ့ကိလေသာကိလေသာနဲ့ကံနှစ်ခုပေါင်းပြီးတော့ထုတ်လို့ကြာထုတ်လို့လိုက်လို့ဘဝရောက်လာဘုရားသခင်ဖန်ဆင်းတာလည်းမဟုတ်ဘူးเนาะသူဖြစ်ခြင်းလို့ဖြစ်တာလည်းမဟုတ်ဘူးအကြောင်းပဲဖြစ်တာမဟုတ်ဘူးဘုရားဘာကြောင့်ဖြစ်တာလို့ဆိုအခုပြောတဲ့အကြောင်းတရားတွေကြောင့်ဖြစ်တာမှန်ကန်တဲ့အကြောင်းတရားတွေကို တရှိနားလဲခြင်းဟာအဲ့တည်းမှအရေးပါတယ်လို့ကြောင်းမှာဆိုပါစို့ခွန်ကြီးတို့တွေမှာလူတယောက်ကယောဂရတယ်ဆိုပါစို့ယောဂဖြစ်တယ်ယောဂတော့တွေ့ပြီဒီယောဂဘာကြောင့်ဖြစ်တယ်လဲဆိုအကြောင်းကိုရှာအကြောင်းတွေ့ပြီဆိုမှအကြောင်းကိုတတ်လိုက်တဲ့အခါယောဂပျောက်သွားအကြောင်းမတွေ့ဘဲနဲ့စိတ်တိုက်လို့မရဘူးလေ အဲ့ဒီအကြောင်းကိုညှိမ့်ရတယ်အကြောင်းကိုညှိမ့်မှာအကျိုးဆိုတဲ့ဟာပြတ်ထို့တူပဲဘုန်းကြီးတို့တွေလူဘွားရလာကြတယ်ရလာတဲ့လူဘွားဟာဥဉ္ဇဉ်နိုင်ခြင်းသိခြင်းဆွဲဆင်းရဲဒုက္ခတွေနဲ့ကြုံနေလို့ဒုက္ခကိုရလာတာဖြစ်တယ်ဂျင်းနဲ့ဆရာမကောင်းတဲ့အရာတွေရတာဖြစ်တယ်ဘာကြောင့်ရတာတုံးလို့အကြောင်းတရားရှာလိုက်တဲ့အခါမှာ သမုဒိယကြောင့်ရတယ်အဲ့ဒီသမုဒိယကိုပဲကျေချလိုက်တော့ကံနဲ့ကိလေသာကြောင့်ရတယ်လို့သူပြောနော်ကံကိလေသာသည် အကြောင်းတရားဟောကံကိလေသာကိုတပီတော့မတွေးပါဘူးလို့ပြောနေစဉ်ဘုရားမှာကြည့်လိုက်ဒုချင်းစရာတွေးလိုက်ရင်လောဘဖြစ်တယ်မုံတိစရာတွေးရင်ဒေါသဖြစ်တယ်နော်အမှန်မသိရင်မောဟဖြစ်တယ် လူလူချင်းမနာလိုတဲ့စိတ်တွေဖြစ်တယ်။ဟောမကောင်းတဲ့စိတ်ဓာတ်တွေတစ်ဖက်သားကိုဒုက္ခပေးခြင်းနဲ့စိတ်ဓာတ်တွေတစ်ဖက်သားကိုဆင်းရဲဒုက္ခရောက်အောင်လုပ်ခြင်းနဲ့စိတ်ဓာတ်တွေမနာလိုတဲ့စိတ်တွေဝန်တိုတဲ့စိတ်တွေအဲ့ဒါတွေကကိလေသာတွေပဲအဲ့ဒီမနာလိုတဲ့စိတ်နဲ့တခုခုလုံးလိုက်လို့ရှိရင်ကံဖြစ်သွားတယ် ကံဖြစ်တော့အောင်တွန်းထုတ်ပေးတာပစံကထုတ်ပြောလိုက်တာဆိုရင်ဝစီကံဖြစ်တာစိတ်ထဲကစိတ်ကူရမနောကပစံကထုတ်ပြောလိုက်လို့ရှိရင်ကာယကအဲဝစီကံဖြစ်တယ်ကိုယ်တမောအရေးကြောင့်တွန်းအားပေးပြီးတော့ဖြစ်လိုက်တာတွေကကံတရားလို့ပြောဆိုတယ်နော်အဲ့တော့ကိုယ်ရင်ထဲမှာဘုန်းကြီးတွေတွေနေစင်တဲ့အများဒီမျက်စိကမြင်လိုက်တဲ့အဆင်းအာရုံနဲ့ပတ်သက်ရဖြစ်စီ နားနဲ့ကြားရတဲ့အတ္တပေါ်မှာပဲဖြစ်စေစိတ်ဝင်စားမှုဆိုတာဖြစ်လာမျက်စိနဲ့မြင်ရတဲ့အရာကိုနှစ်သက်တဲ့ကိုကြိုက်တဲ့အရာဆိုစိတ်ဝင်စားပြီးတွေ့တာမှုတွေဖြစ်လာမကောင်းတဲ့အရာဆိုရင်မုန်းနှီးမှုတွေဖြစ်လာအဲ့ဒီတွေ့တာချင်းမုန်းနှီးချင်းဆိုတဲ့အရာတွေကကိလေသာတွေ တွဲတံမှုမုံတိမှုစိတ်แท้ဖြစ်အောင်မြတ်ဘကပါဇကထုတ်ပြောလာတယ်မုံရင်မုံနေဆိုပြောလာပြန်တွဲတရင်တွဲတာလဲဆိုတော့ပြောလာဝစီကံနေဖြစ်လာအဲ့ဒီအနေတစုံတစ်ခုစ조사ကိုတိလဲရောက်လုပ်လိုက်ပြီဆိုရင်လည်းကာယကံဖြစ်အဲ့တော့ကိလေသာနဲ့ကံနဲ့ကဒီလိုပေါင်းဆက်ပြီးလာကြကိလေသာနဲ့ကံနဲ့ပေါင်းဆက်အဲ့ဒီကိလေသာနဲ့ကံနှစ်ခုပေါင်းဆက်လိုက်တဲ့အခါအကျိုးတရားဆိုတော့ရလာတဲ့ခုပေါ်လာပြန် ဒီလိုဆိုလို့ရပေါ့နော်အဲ့ဒါကိုစာပေလို့ပြောတော့ကံနဲ့ကိရိတာကကိရိတာကကိရိတာဝကံကကမဝသူတို့နှစ်ခုပေါင်းစပ်ပြီးတော့ထုံလုံးလိုက်တာကဝိပကဝဆိုဟောဘုသုံးမလို့ပြောတာနော်ဘုသုံးမဆိုလိုတာကအကြောင်းတရားကိုနှစ်ခုအကျိုးတရားကိုတစ်ခုပြောလိုက်တယ်ရှင်းရှင်းလေးအရာတကားနဲ့ပြောရမယ်ဆိုရင်ဘယ်လိုပြောလဲ ပစ္စည်းတစ်ခုလိုချင်တယ်လိုချင်တာကကိလေသာလိုချင်လို့ရအောင်လုပ်တာကကံတရားရလာတာကဝိပါဒအကျိုးတရားဟုတ်ဖို့ကိုယ်အောင်စဉ်းစားကြည့်နော်မလိုချင်လို့မုံတိတယ်ဆိုတော့မလိုချင်ဘူးဆန့်ကျင်တယ်အပြင်ကတ်တယ်ကိလေသာနော်အမြင်ကတ်လို့အမြင်ကတ်တဲ့အတွေးတွေတွေးနေပြီ ကံအကျိုးရအနေနဲ့ဖြစ်ပေါ်လာတယ်မောဒီစိတ်တွေဖြစ်ပေါ်လာခွေပါကဟောမကောင်းတဲ့အတန်ကြတယ်အဲ့ဒါသွားပြန်တော့ကိလေသာရဲ့ကံရဲ့ခွေပါကဆိုရအကျိုးရဲ့ဓာတ်ဟိုဝတ်သုံးပါအဲ့ဒါအကြောင်းကနေအကျိုးကိုဖြစ်တယ်ဆိုတဲ့ဟာဓာတ်ဟိုလဲပတ်ပြီးတော့လဲပတ်ပြီးတော့ဖြစ်နေတဲ့တော့ကြောင့်ဝတ်သုံးပါဝတ်တရားဝတ်လို့ခေါ်တာ ဖို့ဆိုတာအဲ့ဒါကိုပြောတာနော်အဲ့တော့ပရိစ္ဆေသမုပ္ပါဒ်ဆိုတာအဲ့လိုပဲကိလေသာနဲ့ကံကဘဝကိုထုတ်လုပ်တယ်ဆိုတာကိုအတိတ်ဘဝမှာအဝိဇ္ဇာဆိုတာကိလေသာသင်္ခါရဆိုတာကံအဝိဇ္ဇာဆိုတဲ့ကိလေသာနဲ့သင်္ခါရဆိုတဲ့ကံနှစ်ခုကပေါင်းစပ်ပြီးထွက်လိုက်တဲ့အခါဝိညာဏဆိုတဲ့ပရိသေရှိလေးပေါ်လာဘဝမှာအစ မိဘရဲ့ဝမ်းထဲမှာလူဆိုတာတော့မိခင်ရဲ့ဝမ်းထဲမှာပြိတိစိတ်လေးပေါ်လာ